မင်္ဂလာပါရှင်ကျမ၏ဗီဒီမိတ်ဆွေများနှင့်ခုနှစ်သားသမီးအားလုံးကျဲမာချမ်းသာပါစေလို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှင်ကျမဒီနေ့ပြောပြချင်တာအမှုပညာနဲ့ပတ်သက်တဲ့လှပတဲ့နှင်းစီပန်းလေးအကြောင်းကိုပြောပြချင်တာပါဘာလို့နှင်းစီပန်းအကြောင်းကိုပြောပြရမှာလဲဆိုရင်1389ခုနှစ်အဲ့ဒီမှာကျမတို့တွေနှင်းစီပန်းကြိုက်တဲ့လူတွေ နှီးစီပန်းမျက်စာပြားရှင်ကိုလှူလို့ရပါတယ်။ပြီးလို့ရှိရင်နှီးစီပန်းလှူခြင်းနဲ့လှူကိုလည်းလှူလို့ရပါတယ်ရှင်။အကြိုက်တာလှူပါအကြိုက်ကိုကောင်းမှုကုသိုလ်တွေရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်နှီးစီပန်းကလာမယ့်နှစ်မှာကျမတို့ဗေဒင်ညဆိုရင်ဝရချိုမှာရှိနေပါတယ်။ဝရချိုဆိုတာထိမ့်သိမ့်ချင်းတိုက်ချိုတစ်ခုလည်းဖြစ်တယ်။အဲ့ဒီတော့ဒီဝရချိုကကျမတို့ဗေဒင်တဘောဆိုရင် းတာကိုကဲရင်လည်းကောင်းတယ်။စိုးတာကိုကဲရင်လည်း तू ကထိန်းတယ်။အဲ့လိုဆိုတော့ तू ကထိန်းသိမ်းတဲ့ဂျိုတဂျိုဖြစ်တယ်။အဲ့လိုကျမတို့ဒီလာမယ့်နှစ်မှာပန်းကိုလှူရင်အကောင်းဆုံးလှူရမယ့်ပန်းကနှီးစီပန်းပဲဖြစ်ပါတယ်။အဲ့တော့နှီးစီဆိုတာချစ်ချင်းမြတ်တာကိုဖော်ပြတဲ့ပန်းလေးတွေဖြစ်တယ်။အနီယောင်တင်ကိတ္တအနီယောင်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာပေါ့နော် ဖော်ပြတယ်။တစ်တလုံးမမိနိုင်ဘူး။အဲ့လိုတစ်တ နိုင်ဘူးဆိုရင်နှင်းစီပန်ကျမတို့တွေအနီရောင်လေးတွေတွားပေးကြပါတယ်။ဒါဟာနှင်းစီပန်အနီပေးခြင်းဟာအဲ့ဒီလူကိုချစ်ပါတယ်၊ညှနိုးပါတယ်တက်လုံးကိုမမေ့နိုင်တဲ့လူတယောက်ပါလို့ရည်ညွှန်းတဲ့အတိတ်ပဲရှိပါတယ်။ကျမတို့တွေပန်းရောင်နှင်းစီဒါကျမတို့ပန်းရောင်နှင်းစီလေးတွေဆိုလို့ရှိရင်လေချစ်ချင်းမြတ်တာနူးညံ့မှု ဒါလေးတွေကိုဖော်ပြပါတယ်အဲ့တော့ကျမတို့ပန်းရောင်နှင်းစီရလဲအရင်ကိုကောင်းပါရဲ့အဖြူရောင်နှင်းစီအဖြူရောင်သင်္ကေတပေါ့နော်ဒီအဖြူရောင်ဆိုတာဖြူစင်ခြင်းတန့်စင်ခြင်းအထိပယ်တွေရှိတယ်အဲ့တော့အဖြူရောင်နှင်းစီကိုလှူခြင်းလဲမိမိတို့ဘဝရေဖြူစင်မဲ့ကံကောင်းမဲ့ဒါမျိုးလေးတွေကိုဖြစ်စေပါတယ်နောက်တစ်ခုကအဝါရောင်နှင်းစီအဝါရောင်နှင်းစီကတော့ကျမတို့တွေသူက ဒီတငယ်ချင်းမြစ်တာပေါ့နော်တယောက်နဲ့တယောက်တငယ်ချင်းမြစ်တာဆိုလို့ရှိရင်နှိစီပဲအဝါလေးတွေနဲ့တက်တည်ပြကြပါတယ်မိသားစုမြစ်တာဆိုရင်လည်းနှိစီပဲအဝါလေးတွေနဲ့တက်တည်ပြလို့ရပါတယ်ရှင်အဲ့တော့ကျမတို့ဒီနှိစီပဲလေးတွေဟာဆိုလို့ရှိရင်ကျမတို့စိတ်တွေအရင်ပင်မဲနေတဲ့အခါမှာနှိစီပဲလေးတပွင့်ကိုကြည်လိုက်မယ်ဒါဆိုရင်ကျမတို့စိတ်ပင်မဲမှုတွေ ပြေပြောက်ပါတယ်ဒါကတော့ကျမတို့နှင်းစီချစ်သူတွေအတွက်ပေါ့နော်အဲ့တော့နှင်းစီပန်းလေးတွေကိုလာမယ့်နှစ်မှာအတူတူလူအောင်